ဆရာဇဝနရေးသားထားတဲ့ဇဝနပုံမြင်စာအုပ်ထဲမှာဥဒိန်နာဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။တခုတော့ညနေခင်းတွင်ကျွန်တော်သည်လွန်စွာပြင်းရလှသဖြင့်ကျွန်တော်ဤမိတ်ဆွေကြီးအပါကလေးကိုညှော်ပါတော်လဲမပေါ်လာပဲရှိပြီ။၎င်းတို့အိမ်မှာလဲတအိမ်လုံးပိတ်ထားသည်ကို တွေ့ရလေ၏။သူအားဖြင့်စာအုပ်တော်အဖို့ပြုလျက် နေခဲ့နေရာနေဝေချိန်လောက်တွင် အပါနှင့်တကွ၎င်းတို့၏မိသားတစုသည်လန်ချားတစီနှင့်ပြန်လာကြသည်ကို တွေ့ရပြီးနောက်အတဲကြသောအခါအပါရောက်၍လာလေ၏ဟေ့မင်းတို့စစောကဘယ်သွားနေကြသလဲကျွန်တော်တို့တားဆန်ရုပ်ရှင်သွားကြည့်တယ်ဦးလေးရဲ့သိတ်ကောင်းတာပဲဦးလေးဟာဟူဝါဟူဝါနဲ့អော်တယ်ဦးလေးရဲ့ဒီလိုអော်တာနဲ့ပဲកောင်းသလားကွယ် ဒီလိုအော်လိုက်ရင်စိတ်နေလာတာပေါ့ဦးလေးစိတ်နေတိတ်များတာပဲရှေ့တော့ကဆိုရင်ဒီလိုစင်ခေါ်လို့ရတာတယောက်ထည့်ရှိတယ်ဘသူလဲကွယ်ငါဖြင့်ရာဇဝင်ထဲမှာဝူဝါဝူဝါဝါလို့အော်တဲ့ရှင်ဖြင့်တရားမှမတွေ့ဘူးပါခလားဦးလေးမတွေ့ဘူးပဲမယ်ရှိတယ်သူ့နာမည်ကဥတိန်နာတဲ့ဒီပေါ်ဦးလေးကြားဖို့ပြီပြီလားကြားဖို့လဲမင်းပြောမှာပဲ ကဲပြောတာပြောပါရှေးရှေးတုန်းကအဲ့ဒီပုံကိုအစကနေစရလိမ့်မယ်ဦးလေးရဲ့အစမစလို့ဘယ်ရနေပြီးစအောင်ပါလဲမဟုတ်ဘူးဦးလေးရဲ့အစရဲ့အရင်ကနေပြီးစရမယ်ဥရိဏအကြောင်းကိုအရင်မစရသေးဘူးရေသေးကြီးနှစ်ပါးကစရတယ်အဲ့ဒါနဲ့အဲ့ဒီတုန်းကရေသေးကြီးနှစ်ပါးရှိရောတစ်ပါးကမလကဆန်ကြွပြီး ဟိုရင်ဖြေးရဟိုဟာလေညောင်မင်းပေါ်မှာနေတာဒါလဲဦးလေးရဲ့တောက်တယ်လေကွယ်မဟုတ်ဘူးလေဒိုက်ပူကြီးနဲ့ကရောင်းကြိုက်ထိုးကွင်းထိုးတာဩရုပ်ကစိုးလားဟုတ်တယ်ဟုတ်တယ်အဲ့ဒီညောင်မင်းဆောင်တဲ့နတ်ကြီးဖြေးရတယောက်ကတော့ရစ်သေးပဲဖြစ်နေလေတော့အဖေါ်ကမရှိဘူးသူနေတဲ့တော့တယ်စင်တွေလာတော့စိတ်ကြောက်ပြီးနတ်ကြီးကိုကဲပါပြောတော့နတ်ကြီးက စင်တွေနိုင်တဲ့ကာရာပေးလိုက်တာပေါ့။လက်ကြီးကာရာဘလို့ဆိုရတယ်လဲ။ဟူဝါ။ဦးဝါဝါတယ်လား။အဲ့ဒါတော့မသိဘူး။တာဇန်လိုပဲဆိုမှာပေါ့။ဒါပေမဲ့စောင်းနဲ့တီးပြီးဆိုရတယ်။အဲ့ဒါနဲ့မိဖုရားကြီးတယောက်ဟာဘိုက်ကြီးတော့အခုလိုစောင်းရင်းကြီးပေါ်ဦးလေးရဲ့စိတ်ချမ်းသာနဲ့ဗရန်ဒါထွက်ပြီးဂရီဘာစောင်းအုန်ကြီးချုံပြီးနေပူဇာလှောင်းလုံးအေးရမငှက်ကြီးတကောင်က အမေသားတော်ရရဲ့ကြီးမှက်ပြီးချီပြေးပါရောမြက်ကလည်းဒီလောက်ပဲမျက်စီမွဲသလားကွက်မျက်မှန်တက်ရောပေါ့အဲ့ဒါနဲ့စစ်ပင်ကြီးတပင်ပေါ်ကြတော့စားမယ်လို့ခွာကြမှာချလိုက်တော့မိဖုရားကြီးကလက်ခုပ်တီးပြီးလှည့်လိုက်တာနဲ့ငှက်ကြီးလည်းလက်ဖြက်ပြီးခြေတွေပါတွေပါပြီးပြေးပါရောမိမကြီးလည်းမစေးနိုင်ဘူးတော်တော်ကြာကြတော့တစ်ပင်ပေါ်မှာကလေးမွေးရော ဘဲရဝမ်းသေးပဲခေါ်တဲ့လေတော်ရမှာပဲရှိမလဲဦးလေးရဲ့တစ်ပင်ဆောင်တဲ့နေကြီးဟာပတ်စံရရင်ဝမ်းသေးတဲ့လှုပ်ချင်လှုပ်မှာပေါ့ဒါနဲ့အဲ့ဒီနားမှာရှိတဲ့ရစ်သေးကြီးကခလေးငိုတဲ့ကြတာနဲ့နာကြည့်တော့တွေ့ရလို့တင်ငန်းကိုဖင်းအပြောင်းသားကရောင်းကြိုက်ပြီးတစ်ပင်ပေါ်တက်ယူရတာပေါ့နောက်တော့ဒီမိမကြီးလည်းအိမ်မပြန်တတ်တာနဲ့ရစ်သေးကြီးနဲ့တိတိပုံညာကြရော မသိဘူးလေသူတို့ကတက်တဲပုံမှာကောင်းနေထင်တာကိုအဲ့ဒါနဲ့ကံကလေးကြီးလာတော့ရေသေးကြီးကဘယ်တွင်တွေ့ကြည့်တော့ကံကလေးဖေရှင်ပြန်ကြီးသေးတာသိရလို့နေရှင်ပြန်လောက်ချင်ပြန်သွားလို့ပြောတော့သူ့အမေကလည်းရှင်ပြန်သားအစစ်ဖြစ်တာတက်တဲကံပစ္စည်းနဲ့ပြရအောင်ဂရီပါစားနဲ့ဓာတ်ရုပ်ပေးတာစိန်လဲဆိုတကွင်းပေးလိုက်တာပေါ့ရှင်ပြန်ကြော်ကလည်းကွင်း ဓာရုပေရလက်စုံဝေရအာဒီရှင်ဘင်းကဘလောက်တာမွဲသလားမဟုတ်ဘူးဦးလေးရဲ့အခုခါလာတထေးကြော်တွေလို့ပေါ့အစ်စ်ကိုပေါင်ထားတော့အတုကိုဝတ်ထားတာပေါ့ဒါနဲ့နန်းတော်ရောက်တော့အဲ့ဓာတွေပြတော့ရှင်ဘင်းသားအစ်စ်ပဲဆိုပြီးသူ့အဖေရာတို့တလ65ကျပ်နဲ့ခက်လာရောဒါနဲ့တခြားတိုင်းပြည်တပြည်ကရှင်ဘင်းဟာသူ့လိုစင်နေမြညာမရှိတော့ တာဇာလိုအော်ရချင်တာနဲ့သူနဲ့လာပြီးစစ်တာရောဒါပေမဲ့ဥရိန်နာကအူဝါအူဝါဝါလို့အော်လိုက်ရင်ပဲဟိုရှင်ဘီရင်နဲ့ဆင်းတွေဟာဥရိန်နာစီရောက်ရောက်သွားတာကိုအဲ့ဒီတော့ညံစေးပြီးခုံးကြီးပြန်ကစင်ယောက်ကြီးတစ်ခုခိုးလာပြီးချုပ်ပွက်ကြီးတဲ့ချထတာပေါ့ဥရိန်နာကဒီစင်ကိုမြင်တော့တကယ့်စင်မှတ်ပြီးဂါရာနဲ့အူဝါ အိုဝါဝါနဲ့အော်ပေးမယ်။စင်ကြီးမလာတာနဲ့ဒေါပွားပြီးအတင်းလိုက်တာရှုပ်ပေါ်တယ်မိနေပါရောဗျာ။ဒါနဲ့ပိုရှင်ဘင်းကသူ့ကိုဖမ်းပြီးလောင်ကျိုင်းနဲ့ထည့်ထားတာပေါ့။ဒီတော့ဥရိနာကခမရကျုပ်ကိုတက်ပစ်ပါ။ဒီတော့တော့လောက်မထားပါနဲ့။လွတ်ရင်လည်းလွတ်ပါပြောတော့အဲ့ဒီရှင်မင်းကမင်းငါ့ကိုတာဆန်လို့အော်တဲ့အောင်ပင်ပေးမှလွတ်မယ်ဆိုတော့ကောင်းပြီပင်ပေးမယ် ခမရကျုပ်ကိုရှစ်ခိုးရမယ်ဆိုတာနဲ့ရှင်ဘင်းကရှစ်မခိုးကျင်တော့ငါကျော်မကိုသိင်းလို့ခိုင်းတာပေါ့ဒါပေမဲ့တကယ်တော့သူ့ကျော်မမဟုတ်ဘူးသူ့သမီးဦးလေးရဲ့သူကသူ့သမီးနဲ့တင်ခိုင်းပြီးမှသူကတစ်ဆင့်သိင်းမယ်လို့ကြံထားတာသူ့သမီးကိုတော့နင့်ကိုအနုဆရာတယောက်ကသိပေးလိမ့်မယ်ဒါကြောင့်အနုမကူးစေရအောင်ကလေးကခုနှစ်ထက်ကာထားမယ်ဆိုပြီးတကယ်တော့တယောက်ကိုတယောက်မသိစေချင်လို့ အဲ့ဒီလိုလောက်ထားတာပေါ့အဲ့ဒါနဲ့ဥရိဏကတင်ပြီးတော့ရှင်ပြည့်သမီးကမစိုးတတ်တော့ဥရိဏကဟဲ့ကျော်မနင်ဒီလောက်ရှားထိုးရသလားဆိုတာနဲ့ရှင်ပြည့်သမီးကကျော်မအခေါ်ခံရတာစိတ်ဆိုးပြီးပြန်ဆဲတာနဲ့ဥရိဏကကလေးကလှန်ကြည့်တော့တိတ်လှတဲ့မိသမီးကလေးမြင်တာနဲ့ကလေးကလည်းစွဲသွင်းလာရောဒါနဲ့တိတ်တိတ်ပုံညားကြရောတဲဟုတ်ပါလား အမေကလည်းရစ်တဲ့နဲ့တိတ်တိတ်ပုံတာကြတော့လည်းတိတ်တိတ်ပုံဟုတ်တယ်သူတို့အမျိုးကတိတ်တိတ်ပုံအမျိုးဦးလေးရဲ့အဲ့ဒါနဲ့သူတို့အချင်းချင်းကြိုက်ကြပြီးမဖြစ်ဘူးခေတို့များစောစောစီစီခိုးပြကြမှာပဲမင်းတို့ဖားသားကြီးတိသွားရင်အင်မတန်ဆူမှာတို့များစင်းနဲ့ပြေးကြမယ်လူတွေလိုက်လာကြရင်မမိအောင်တော့တခုခုလုံးမှာပဲဆိုပြီးသူတို့လက်ဝတ်လက်စားတွေပါတယ်ချွတ် ဖလားကြီးတစ်ခုတည်းထဲ့ပြီးမနေ့အစောကြီးစိတ်နဲ့ထွက်ပြေးပါရောနေပါဦးမိသမီးကစိတ်နဲ့လိုက်ပြေးသလားစစောကပြောတော့ဥရိဏနဲ့ခိုးရလိုက်မလို့ဆိုဟုတ်တယ်လေဥရိဏနဲ့စင်စည်းပြီးခိုးရလိုက်ပြေးတာပြောနေတာပဲမိသမီးကစိတ်နဲ့ခိုးရလိုက်မှဖြစ်သေးရောပေါ့စင်ဆိုတာအေးအမအကောင်ကြီးပဲအဲ့ဒါရှင်ပြင်းပြီးတော့စစ်သားတွေနဲ့အတင်းလိုက်ခိုင်းတာပေါ့လိုက်လို့မိကလေးတော့ ဥဒိန်နာကဖလားကြီးကစိတ်နှွေရှူရီချထားပြစ်ခဲ့တော့ပတ်စံမဲ့ပြီးကုန်းကောက်နေကြတာနဲ့လွတ်သွားပြီးသူတို့နိုင်ငံပြန်ရောက်သွားကြရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ဆရာဇဝနရေးသားထားတဲ့ဇဝနပုံမြင်စာအုပ်ထဲမှာဥဒိန်နာဆိုတဲ့ပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။